ရန်ကုန်မြို့တွေမှာဖွင့်လှစ်ထားတဲ့စားတော့ဆိုင်တွေတန့်ရှင်းတန့်ရံမှုနဲ့ကျန်းမာရေးနဲ့ညွန်ညွတ်မှုရှိမရှိလိုက်လံစစ်ဆေးမှုတွေပြုလုပ်တဲ့လို့မြန်မာနိုင်ငံစားတော့ဆိုင်လုံခြုံရေးများအသင်းကပြောလိုက်ပါတယ်။ဒေသတွင်းကိုတော့ခိုင်မန်းမှုကပေးပို့ထားပါတယ်ခင်ဗျာ။ရန်ကုန်မြို့တွင်လူနေမှုများပြားလာတာနဲ့အမျှစားတော့ကုန်လုပ်ငန်းတွေလည်းအရှိန်ဟုန်မြင့်မားလာခဲ့ပါတယ်။ စားတောက်ကဏ္ဍကလည်းနေထိုင်မှုဘဝမှာမရှိမဖြစ်လိုအပ်တဲ့အစိတ်အပိုင်းတစ်ခုဖြစ်တာကြောင့်ကျန်းမာရေးနဲ့ညီညွတ်ဖို့လိုအပ်နေတာဖြစ်ပါတယ်။ရန်ကုန်မြို့တွင်းမှာဖွင့်လှစ်ရောင်းချနေတဲ့စားတောက်ဆိုင်တွေမှာတန်ရှင်းမှုကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာရောင်းချခြင်းရှိမရှိဆိုတာတွေကိုပုံမှန်စစ်ဆေးမှုတွေပြုလုပ်တင်တယ်လို့မြန်မာနိုင်ငံစားတောက်ဆိုင်လုပ်ငန်းရှင်များအတင်းရပြောပါတယ်။လိုင်စင်ထုတ်ပေးပြီးတော့ဟလာဒီလိုင်စင်အားအတိုင်းဟလာစီကံတကြနဲ့ကျန်းမာရေးနဲ့ညီညွတ်လားဆိုတာတွေကိုလည်း enforcement တွေလုပ်ဖို့လိုတာပေါ့နော် runner check တွေလုပ်ဖို့လိုတယ်ဒါမှ ဟလာဟိုဒီဆိုင်တွေကလည်းပုံစနစ်ကျလာမယ်ဟလာလန်ဒန်မှာတို့ဆိုရင်ဒါ inspector တွေအများကြီးတို့ခန့်ထားတယ်ဆိုင်တွေကိုရှောင်းတကင်းဝင်ကြည့်တယ်ဟလာတို့ဟိုဒိတ်စီကြတာမှမှချက်ပြုတ်တဲ့ဟာအခါနေတန်ရှင်းမှုရှိမရှိဟလာသဝဲကလပ်ထိုင်တွေကဒါတွေအစကြက်မှတ်နေဖို့လိုတာပေါ့စားတော့ဆိုင်တွေမှာတနေ့ရောင်းချလို့မကုန်တဲ့အစားအစာတွေကိုနောက်တနေ့ပြင်ရောင်းချတာတွေတန်ရှင်းမှုမရှိတာတွေကြောင့်ဝမ်းပြဝမ်းလျှော့ယောဂါတွေဖြစ်လာနိုင်ပြီးစားသုံးသူတွေအနေနဲ့လဲစိုးရိမ်မှုတွေရှိနေကြတာဖြစ်ပါတယ် စားတောက်ဆိုင်တစ်ခုမှာတန်ရှင်းမှုကအရေးကြီးဆုံးဖြစ်တယ်လို့ပကံမျိုးကစားတောက်ဆိုင်ပန်ရှင်တူကပြောပါရတယ်။နောက်ပြီးတော့ကြတော့လက်ဆက်မှုရှိအောင်အတွက်လည်းအဖြစ်အစီတွေအများကြီးမတူလောက်မဲနဲ့အသားတွေဆိုလို့ရှိရင်လည်းစနစ်တကျဟိုသူ့ရဲ့ temperature နဲ့ထားပါလေ။တန်ရှင်းတက်ရမှုအတွက်ကတော့ကျွန်တော်တို့ဆိုလို့ရှိရင်ဆိုင်ပါဆိုလို့ရှိရင်ဆိုင်ပတ်ဝန်းကျင်ရမှအစတန်ရှင်းတက်ရအောင်ခြင်းနေရင်းနေမရှိအောင်အဲ့ဒါတွေကိုလည်း ဟိုဟာစနေတကြလောက်ပါတယ်အခုသုံးဆွဲတဲ့ရေမှာဆိုလို့ရှိရင်လည်းဟိုရေအားဟိုစားသုံးရအတွက်တင့်လို့ရေဖြစ်အောင်တော့ရေရေရေတန်းတွေကိုပဲသုံးပါတယ် ဘက်ကဝင်ရောက်လာတဲ့စားတောက်ကုန်တွေလည်းစိတ်ချရမှုရှိမရှိကိုမြန်မာနိုင်ငံတဲကရက်ဖက်လူဖွဲ့စည်းတွေကလိုက်လံစစ်ဆေးမှုတွေပြုလုပ်နေတာတွေလည်းရှိနေပါတယ်။အရင်ကမြန်မာနိုင်ငံစားတောက်ဆိုင်လုပ်ငန်းရှင်များအသင်းအဥဆောင်ပြီးစားတောက်ဆိုင်တွေမှာတန်ရှင်းမှုနဲ့ကျန်းမာရေးညီညွတ်မှုရှိမရှိလိုက်လံစစ်ဆေးမှုတွေပြုလုပ်ခဲ့ပေမဲ့လည်းခွင့်ပြုချက်မရတာကြောင့်ဆက်လက်မလုပ်တော့တာဖြစ်တယ်လို့စားတောက်ဆိုင်လုပ်ငန်းရှင်များအသင်းအပြောပါတယ်။တာဝန်ရှိသူတွေအနေနဲ့လည်းကျန်းမာရေးနဲ့မညီညွတ်တဲ့အစားအစာတွေဝင်ရောက်လာတာကို အရေးယူဆောင်ရွက်မှုအားနည်းနေရလို့ဝေဖန်မှုတွေလည်းရှိနေကြပါတယ်ကျမခိုင်ပန်းနူပါ